Hello ဝါချောင်းကြီးကိုအားလုံးပဲမင်္ဂလာပါဗျာဒါလေးကရမန်အဲရောဝါမပိုင်2018စမတ်ကီးလေးပေါ့နော်သူကဗာလဲဆိုတော့တော်ဖွင့်လိုက်ရင် main ဖြူခဏခဏပြတ်တာအဓိကတော့ဒီမော်တာပြောက်ဆိုင်ကယ်တွေမှာတော်ဖွင့်လိုက်တဲ့အခါမှာ main ဖြူပြတ်တယ်နောက်လုံးထက်လဲတယ် main ဖြူကထပ်ပြတ်တယ်ဆိုရင်တေချာပါတဲ့ ECU ဂန်မှုများနေပြီအဲ့တော့ Yamaha မှာကတော့သူကတခြားသော C-band nozzle တို့ black wire တို့ဟိုအဲ့လိုမျိုးဖောက်တာနည်းပါတယ်အဓိကကဖောက်တာကတော့ဒီ coin socket alternator coin socket အဲကွန်ဆော့ကလောင်တာပေါ့နော် ECU မှာတက်ထားတဲ့ခါမှာဒီဆော့ကကပူပြီးတော့ပျော်ပြီးတော့စတက်မရလို့ချက်မိသေးလင်းတာတို့ဒီမှာကျဒီဆော့ကကကောင်းတယ်ဘယ်နှမှာသွားပြတ်တာလဲဆိုတော့ကွာရင်ခြေရင်းမှာရှိတဲ့ဆော့ကကသွားပြတ်တာအဲဆော့ကကအစားတော်ကတို့ကဘလို့ဆက်သွယ်ထားတယ်လဲဆိုတော့မတိတိလေးပေါ့ခဲလည်းမစော့ဘူးနော်အဲမျိုးတွေကြီးများတွေနဲ့ဖမ်းပြီးတော့တစင်နဲ့တင်နဲ့ဆွဲထားတာပေါ့နော်ဖိပြီးတော့ဆွဲထားတယ်ဒါတွေကမထိထိဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီ AC line 3နဲ့ AC mi line 3နဲ့ကွန်ဒက်တာ socket တွေကိုဝယ်ဝယ်ပြီးတော့ခဲတုတယ်ခဲတုပြီးကမှ ခုလိုမျိုးဒါမူလီနဲ့ဖမ်းကြက်တာပေါ့နော်ဒါကွယ်ဆော့ကက်တွေကိုအလိုတေးကြအောင်လုပ်ပြီးမှကျွန်တော်တို့ကဒါ ECU ကိုအသစ်ချိန်ရမှာပေါ့နော်အဲ့တော့ ECU ကိုအသစ်ချိန်ရမှာဆိုတော့ဒီ ECU ကကြာသူ့လောင်သွားတဲ့ ECU လောင်သွားတဲ့ ECU ဒီထဲမှာရှိတဲ့ ECU ကတော့ ECU အသစ်နော်အဲ့တော့ကျွန်တော်တို့ ECU မချိန်ခင်မှာကျွန်တော်တို့ကဟိုဒီ ECU error တက်လို့ main view ခဏခဏပြတ်တယ်ပြတ်တယ်ဆိုတော့အဲ့ဒါ ECU အသစ်လဲလိုက်ရင်တော့ main view ကပြတ်မှာတော့မဟုတ်တော့ဘူးဒါနဲ့ ECU အသစ်မလဲခင်မှာအဓိက Yamaha မှာ ဒါ yama error တွေ amway တွေမှာဖြစ်များတဲ့ယောဂါကအဲ့ coin socket တွေလောင်းတာ order နေတာ coin socket တွေလောင်းလောင်းပြီးတော့ ECU က short ကျပြီးတော့ပျက်စီးသွားတာမျိုးတွေများတယ်။ဒါကြောင့် ECU ကိုတင်ပြန်လဲတော့မယ်ဆိုရင်ဒါ coin line တွေ socket line တွေကိုတင်ကြအောင်ပြန်လုပ်ဖို့လိုအပ်ပါတယ်။အဲ့တော့ ECU to ECU လေးခန့်သွားတဲ့ပုံစံလေးကိုကျွန်တော်တို့အဲ့ခြေောက်ကြည့်ကြည့်မယ်နော်။ဒါအဟောင်းအဟောင်းကိုကျွန်တော်က meter selector ဝတ်တန်း connection မှာထားလိုက်မယ်။အတန်း connection မှာထားပြီးတော့ကျွန်တော်တို့ကအဲဒီ order နေတာ coin အဲ3 phase 2 3ကြောင်းတက်ပြန်မှာဟုတ်ရဲ့။ အဲ့တော့ဒီဘက်တီးရလာတဲ့ main ground နဲ့ stretch iron လေးရလာတဲ့ main power supply နဲ့အပေါင်း power supply တွေကိုကျွန်တော် connection တိုက်ကြည့်မယ်။အပေါင်းနဲ့အလုံးဆိုတော့သူက connection မရှိရပါဘူး။နော်။ဒါဟုတ်ဆိုတော့လည်းဒါဟုတ်တလုံးကိုတိုင်းလိုက်ရင်အတန်မမီရဘူး။သူ့ကိုတိုင်းလိုက်လို့အတန်မီနေခဲ့ရင်ဒါဒါဟုတ်ပြစီတာပေါ့နော်။အဲ့တော့ကျွန်တော်ကအဲကျွန်တော်တို့ကဒီငုတ်ကကြတော့ဒီငုတ်ကကြတော့သူက main ground ငုတ်။ဒီငုတ်ကကြတော့ဗာလဲဆိုတော့ဒါရှီမီကြီးတွေကိုအလုံးထုတ်ပြမယ်ငုတ်။ဒီငုတ်ကကြတော့ routing bridge set လောက်ခလုံးနေတဲ့အခါမှာ stretch iron လေးရတွဲဖို့30 amp ဝင်မဲ့ငုတ်။ဒီကောင်တွေကတော့ UW3 ဖြစ် နော်ကျိုးတုံးချောင်းရငုတ်အဲ့ဒီကျွန်တော် ECU အခုလိုမျိုး ECU တက်လာတဲ့ကံမှာ main view ခဏခဏပြတ်သွားခဲ့တယ်ဆိုရင် main view ခဏခဏပြတ်သွားခဲ့တယ်ဆိုရင်ဒါ ECU ပြဖို့များပြီဆိုတော့ ECU မှာဤကျွန်တော်ဒီ battery bank note socket နဲ့ဒီ alternator coin socket အချင်းချင်းကို connection တိုင်းကြည့်ရမယ်အတန်မီနေလစ်ပါပြီနော်တကယ်တော့ဒီမှာရှိတဲ့ငုံသုံးငုံနဲ့ဒီဘက်ကငုံသုံးငုံကအချင်းချင်း connection မရှိရပါဘူးကျွန်တော်ဒီဘက်ကငုံသုံးငုံကိုလည်းတိုင်းကြည့်မယ်အချင်းချင်း connection မရှိရပါဘူးမရှိပါဘူး ဒီဘက်ကနှငုတ်ကိုလည်းတိုင်းကြည့်မယ်တကယ်လို့အတန်မြည်ခန့်ရင်တော့မှခိတရာကြီးပဲမြည်ရမယ်နော်အကြိုက်မမြည်ရဘူးရက်သွားပြီနောက်တစ်ခါအလဲငုတ်ကတော့ကျွန်တော်ကမတိုင်းတော့ဘာကြောင့်လဲဆန်နှုတ်သွားတဲ့ခါမှာရှင်းမီးကြီးကို ground ထုတ်ပေးတဲ့ငုတ်ဖြစ်နေလို့အလဲငုတ်ကရင်းကြည့်ဘူးပြီးတော့အပေါင်းတို့မှအောင်တိုင်းကြည့်မယ်အတန်မြည်တယ်ဒါနဲ့ရက်သွားပါပြီဒါဆိုရင်တော့ကဒီဆန်ကယ်မှာ ECU ကတော့ဖုန်းလိုက်တဲ့ခါမှာ main view ခဏခဏပြတ်သွားတယ်ဆိုတာက ီဗရီမိန်အပေါင်းငုံနဲ့မိန်ဒီအပေါင်း ground ငုံနဲ့မဆိုင်ပါဘူးဒီကောင်မိန် ground ငုံဒီကောင်စတက်ချန်ရလေးရမယ်အပေါင်း power supply လာမယ်ငုံသူတို့နဲ့ငုံ short ကြနေရတော့မဟုတ်ဘူးသူကဘလို့သွား short ကြနေလဲဆိုတော့ဒီမှာပိုင်ဘက်မှာရှိနေတဲ့ UW3 ဖေးတွေကနေပြီးမှသူကဘယ်သူနဲ့လာပြီးတော့ short ကြနေလဲဆိုတော့ Yamaha Aero မှာဆိုတာအစင်းရောင်ပေါ့နော်အစင်းရောင်နဲ့ဒီအပေါင်းငုံနဲ့ကျွန်တော်တို့ကလာပြီးတော့ short ကြနေတာပေါ့အော်ကျွန်တော်တို့မှတ်ထားမှာကမီတာဝန်တန်း connection မှာထားမယ်ထားပြီးတော့ ဒီ order နဲ့တကွိုင်းတက်ဆင်မဲ့ငုတ်သုံးငုတ်ကိုလည်းတန်းကြည့်ရင်အချင်းချင်းကိုနှရှင်မမြင်ရပါဘူးဒီဘက်မှာရှိတဲ့ငုတ်ငုတ်တွေကိုတန်းကြည့်ရင်လည်းအချင်းချင်းကိုနှရှင်မရှိရပါဘူးနောက်တစ်ခါဒီဘက်ကငုတ်ငုတ်နဲ့ဒီကွိုင်ဘက်ကငုတ်သုံးငုတ်အချင်းချင်းလှမ်းတိုင်ရင်လည်းဒီမှာကိုနှရှင်မရှိရပါဘူးကိုနှရှင်မရှိရပါဘူးနော်ကိုနှရှင်မရှိရပါဘူးအခုကဒီမှာကျွန်တော်တို့ကတန်းငုတ်ကကိုနှရှင်ရှိနေတယ်ဆိုတော့ဒါကြောင့် EC ပြတ်သွားတာအဲ့တော့ကိုမှတ်ထားမှာကမီတာဝန်တန်းကိုနှရှင်ထားပြီးတိုင်းမဲ့ဆိုရင်ကျွန်တော်တို့ကဒီ main ground ငုတ်နဲ့အပေါင်းငုတ်နဲ့ကလည်းအချင်းချင်းကိုနှရှင်မရှိရဘူး တတိပိကွန်သုံးကုန်းကလည်းအချင်းချင်းကွန်းနဲ့ချင်းမရှိရဘူးနောက်တစ်ခုဒီတတိပိကွန်ဝင်မဲ့ငုတ်သုံးကုန်းနဲ့ဒီဘက်ကငုတ်သုံးကုန်းနဲ့လည်းအချင်းချင်းကွန်နဲ့ချင်းမရှိရဘူးဒါဆိုရင်ကောင်းတယ်ပေါ့အခုကဒီမှာကွန်ကွန်ပန်းနဲ့ဒီဘယ်ဒီအပေါင်းပန်းနဲ့ကျွန်တော်ကအဲ short ရှိတယ်နောက်တစ်ခုကအကွန်ပန်းနဲ့ဗရီအနုပ်ပန်းနဲ့လည်း short ရှိနေတာဖြစ်တည်ရတဲ့ဒါကြောင့် ECU ကတော့ဖုန်းလိုက်ရင် main view ခန်းကလည်းပြတ်သွားတာအဲ့တော့ကျွန်တော် ECU အစ်စ်ကိုပြန်တိုင်းကြည့်မယ်အဲ ECU အစ်စ်ကိုပြန်တိုင်းမယ်ဆိုတော့အရင်ဆုံးကွန်ငုတ်သုံးကုန်းကိုချင်းချင်းတိုင်းမယ် အချင်းချင်းကိုနေချင်းမရှိပါဘူး။ဒီဘက်ကဗရီယာပေါင်းကုန်းနဲ့ဗရီယာနှုတ်ကုန်းကိုတိုင်းမယ်။ဒီဘက်ရင်ဗရီယာပေါင်းကုန်းနဲ့နှုတ်ကုန်းနဲ့ဟိုဘက်ကကွမ်တုံကုန်းကိုတိုင်းကြည့်ပါ။ဒီမှာဒါက ground ဝင်မန်းကုန်း ground ဝင်မန်းကုန်းနဲ့ကျွန်တော်ကဒီ coin ငုံတုံးကုန်းနဲ့တိုင်းကြည့်တော့လေမရှိဘူး။ကျွန်တော်တို့ direct connection မရှိပါဘူး။ဒါကစတက်ချာကျွန်တော်လေးရနေလာမယ်။အတွဲကို30 MB ဝင်မဲ့ငုံနဲ့ coin ငုံတုံးကုန်းတိုင်းကြည့်လေအချင်းချင်း connection မရှိရပါဘူး။ဒါကြောင့် easy လုံးကောင်းမကောင်းစမ်းကြည့်မယ်ဆိုရင်ဒီ motor box ဆိုင်ငယ်တွေမှာဆိုရင် coin socket ကငုံတုံးငုံနဲ့ battery အပေါင်းငုံ battery အနှုံငုံနဲ့အချင်းချင်း connection တိုင်းကြည့်ပါ။ဒါရ connection ဖြစ်နေရင်ဒါ ECU ရှော့ကြပြီ ECU ပြည့်စည်ပါပြီ။ အဲ့တော့ကျွန်တော်ဒီ ECU တင်ကိုတက်မယ်အစားတော့ကျတို့ ECU ဆော့ကတ်တက်ပြီးတောက်ဖွင့်လိုက်ရင်မင်းပြူကပြက်ပြက်သွားတော့ဘာမှလုံးလုံးမရတော့ဘူးเนาะကျွန်တော်တို့တောက်ဖွင့်ကြည့်မယ်အဲ့အခုဆိုရင်ပြူမပြက်တော့ပါဘူးစတဲ့နေကြည့်မယ်ဟုတ်ဆက်လင်းလို့ပါတယ် ချက်မီးတွေလည်းပုံမှန်ပါပဲစမတ်ဝိုင်ဖိုင်မီးအသေးလင်းနေတာမျိုးလည်းမရှိဘူးအင်ဂျင်ချက်ပြမီးအသေးလင်းနေတာမျိုးလည်းမရှိဘူးပြစ်ချက်ကောက်ခုံတာလည်းမရှိဘူးအဆက်ကလည်းတောင်းပြီးလေလေဘာဆွဲရင်လည်းပွင့်ပါရနော်အဲ့တော့ညီမအဲ့လိုဝိုင်ဖိုင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုယ်ဆိုင်ကိုစားသက်လာပေါ်တဲ့အခါမှာဆိုင်ကတိကျစတက်မရဘူးဆိုတော့သိထားပါရဲ့ EC ယူနဲ့ point နဲ့ shot ဆက်သွယ်ထားတဲ့ point socket တွေနောက်က point ချင်းယူနဲ့ socket တွေကိုရင်းစုံကြည့်ရှုပေးရမှာဖြစ်ပါတယ်သူက point socket တွေလောင်းပြီးဆိုတာနဲ့ရင်းစုံပထမဦးဖြစ်တဲ့ကြေတနာကတော့ငွေထဲမှာချန်ပီယံသေးလင်းတာ အဲ့ဒါကိုချိန်ဆများစွာမောင်းနေနေမယ်ဆိုရင်နောက်ဆုံး EC ပြည့်စည်သွားတဲ့ပြဿနာတွေကျွန်တော်တို့ဖြစ်နိုင်တယ်။ဒါကြောင့်ကျွန်တော်ရဲ့ Wi-Fi စီးနင်းတဲ့ညီကိုတွေအတွက်ပေါ်တော့ကစားပြတ်သမားတွေအတွက်ပေါ့။ဒီလိုဆိုင်ငယ်တွေမှာစတက်မရတော့ဘူးဆိုရင် point socket ကျွန်တော်က EC ကိုချိန်ရင်းက point socket တွေ point ချိန်ရင်းက point socket တွေဒါတွေကိုကျွန်တော်တို့ကကျွန်တော်က point socket တွေလောင်သွားခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဒီ EC မီးလိုင်း socket တွေနဲ့ connector socket တွေနဲ့စားထိုးပြီးတော့ခဲစော်တဲ့ရင်ဆိုခိုင်ခိုင်မှုရှိအောင်လုပ် loop ဖြစ်လို့မရအောင်လွတ်လို့မရအောင်အဲ့ဒါတွေလုပ်ပြီးတော့ကျွန်တော်တို့ EC ကိုတိချိန်မယ်။နော်ဒါတို့တော့အစီအစဉ်သွားပါပြီ။အဲ့တော့ဒီ video လေးကို တဲ့ညီမတွေကဝါချော့ညီမတွေတို့အတွက်တို့တို့ပြရခဲ့တယ်ဆိုရင်တော့ဝါချော့ကူတဲ့ကျွန်တော်လည်းရှင်းပြပေးပါမှာတို့ကကျွန်တော်ရဲ့တိတော့အကောင်လေးကိုဖုန်းလုံးမလုပ်ပါသေးရင်လုပ်ခါပေးပါကျွန်တော်ဗီဒီယိုအစ်စ်နေတိုင်းကျွန်တော်ဝါချော့ညီမတွေလေးလာကုန်ရအောင်လို့ဖြစ်ပါတယ်ဒီလိုမျိုးဒီမှာလည်းအားလုံးပဲပိုင်းပိုင်ပါ